စည်းကမ်းမဲ့ရန်နာထားတဲ့မော်တော်ကားတွေကိုတော့ခတ်စလစ်ကပ်ပြီးစီပင်ဥပဒေနဲ့ရေးယူဖို့မန္တလေးမြို့အတွင်းမှာအော်တိုဘာလဇန်းကစတင်မှာပဲဖြစ်ပါတယ်တာယာသတင်းပေးဖို့ထားပါတယ်ခင်ဗျာမန္တလေးမြို့တွင်ကလမ်းမကြီးတွေမှာရင်းနှီးထက်ရက်တာဖြူနီကြားနေရာတွေမှာရက်တဲ့စီကမ်းမဲ့မော်တော်ယာဉ်တွေကိုအော်တိုဘာလဇန်းကစပြီးစလစ်နဲ့တော့တွဲခတ်ပြီးအရေးယူတာတွေလုဆောင်သွားမယ်လို့မန္တလေးမြို့တော်စီပင်သာရေးကော်မတီကပြောပါတယ်ဘာကြောင့်လဲဆိုတော့ဒီရာကိုကျွန်တော်တို့ကကားကိုလော့တော့ခတ်လိုက်ပြီးဟိုတော့ခတ်ပြီး ဒီစတစ်ကာကတ်မယ်မှတ်တမ်းတင်မယ်အဒီငွေဖုန်းဆက်သွယ်ရမယ်ဖုန်းနံပါတ်လေးတစ်ခါရေးမယ်ပေါ့နော်အဒီအဓိကတော့များသူကသွားလာမှုများတဲ့လမ်းတွေပေါ့နော်ရှင်ညာဒီလိုနေရာတွေကွန်ပလိတ်ရှိတာပေါ့ဒီနေရာမှာဒီနေရာဆိုရင်ဒါ international road sign road sign ပေါ့နော်ဒီဒီစကန်လန်စကန်အမှတ်သားကြီးရှိပြီးသားဒီနေရာမရရဘူးအဲနှစ်ထပ်မရရဘူးအဲဒီတန်ရရလုံးဝမရရဘူးဆိုတတ်မှတ်ထားတဲ့နေရာကြီးရှိပါတယ်အဓိကအဲ့လိုပါရင်ကျော်ချိုးတွေကိုမဖြစ်အောင်ね ရင်သွားလာမှုတွေကူတွေအများစုကစိတ်ချမ်းသာလက်ချမ်းသာသွားနိုင်မှုရည်ရွယ်ပြီးတော့နဲ့စီကံလိုက်နာစီရင်နဲ့စေတနာနဲ့ထုတ်တာပါတမဘောရင်နာထားတဲ့စီကဲမဲ့မော်တော်ယာဉ်တွေကိုအရေးယူဖို့ဒီလ20ရင်းနေမှာယင်ဒိန်းနဲ့ဥပဒေပညာရှင်တွေအစည်းအဝေးလုပ်ပြီးလက်ကမ်းစာဆောင်တွေနဲ့အတူပညာပေးကာလနှစ်ပတ်ပြုလုပ်မှာပါ။အော်တိုဘာလဇန်မှစတင်မဲ့ဒီအစီအစဉ်ကိုမြို့ဝံလူထုတချို့ကလည်းလမ်းကျော်ရှင်းလင်းမှုအတွေ့သဘောတူကြောင်းပြောပါတယ်။ဟုတ်ကဲ့ ကျွန်တော်ကတော့သဘောကျတယ်ပေါ့နော်သဘောကျတယ်ဘာဖြစ်လဲဆိုတော့လမ်းကြီးကဘလောက်ချက်ချည်လीသူကအဲကားတွေအဲ့လိုနဲ့ဆင်သုံးနေရက်တော့ကျတော့လမ်းချက်တာချက်ချည်ပဲဖြစ်နေတာပေါ့ဖြစ်နေတယ်ဆိုတော့ကားလေးဆိုတချို့ဟိုစားတောက်ဆိုင်တို့တပီးဆိုင်တို့ဆိုရင်ဆိုင်ငယ်ပါကင်ယူလာနဲ့အဲ့လိုမျိုးဆိုင်ငယ်ထိုးပြီးသားနောက်ကိုကားရက်တာနဲ့ပါနေဆိုတော့ကျတော့လမ်းချက်လေချက်လာတယ်လို့မရှိဘူးရှိတော့ကျတော့အဲ့လိုကိုသွားလာမှကျတော့တော်တော်ဒုက္ခရောက်ပါကားတွေကပေါ်လာတော့ပူဆူးလာတယ် လမ်းပေါ်ရန်နှထားတဲ့စီးကဲမဲ့မော်တော်ယာဉ်တွေကိုအေးအေးယူရမှာစီပင်သာရေးကော်မတီနဲ့အတူရင်းစီကန်းထင်းသေးရေးအဖွဲ့ပူးပေါင်းပါဝင်ပြီးစီပင်စီမံခန့်ခွဲမှုဥပဒေအရဒဏ်ငွေကျပ်1000ကနေကျပ်5000ထိအချမှတ်ဖို့တတ်မှတ်ထားပါတယ်လရှိအချိန်ထိမန္တလေးမြို့လမ်းမတချို့မှာမော်တော်ယာဉ်ယင်ကြောချက်တင်မှုကတော့ရှိနေဆဲဖြစ်ပါတယ်။ကျမကတာယာပါရှင်။